ီနေ့မှာဆရာကဒီ subject verb object အပြင် object ကလည်းနောက်ထပ်ထပ်ပြီးဖြည့်တဲ့ complement ပုံစံလေးကိုနားလည်တော့အောင်လည်းသင်ပေးမယ်။လုံးဝကိုလွယ်ကူပြီးတော့ထိထိရရရေးတတ်ဖို့ဒီကောင်လည်းသိထားဖို့လိုတယ်ပေါ့။ဒီအရင်ဆုံးဘာအမှတ်ထားမလဲဆိုလို့ရှိရင်ဒီတစ်ပိုင်းစီမှာ subject ပါမယ်။ပြန် subject ပြန် verb လာလိမ့်မယ်ဒီ subject လောက်တဲ့ verb ပေါ့နော်ဒီနေရာမှာသုံးရမယ့် tense တွေကိုဆရာပြောထားမှုတယ်ဒါပေမဲ့လည်းဆရာပြန်ပြောနှွေးပြမယ်ပေါ့နော် sorry ပြီးလို့ရှိရင် object ပါမယ်ခိုင်းရမယ်အဲ့ဒီ object ကိုဖြည့်ပေးမယ် object complement ဆိုပြီးတော့ပါလာလိမ့်မယ်ဒီပုံစံလေးနဲ့ရရမှာဖြစ်တယ်ဒီ object complement ဒီ noun လို့ခေါ်တဲ့နံလည်းဖြစ်နိုင်တယ် adjective လို့ခေါ်တဲ့သောနဲ့ဆုံးတဲ့ adjective တွေလည်းဖြစ်နိုင်တယ်ဟုတ်ပြီအဲ့တော့ရေးကြည့်လိုက်အောင်လက်တွေ့ရေးပြမယ်နှစ်ပုတ်ရေးပြမယ်ဟာတစ်နှစ်ပုတ်ကိုပေါ့ရေးမယ်ဒွေတဲ့ပုတ်လို့ရင်ဆရာရေးပြပေးမယ်ခတ်တဲ့ပုတ်ကိုရေးပြပေးမယ်ပြောတာငါတို့ကငါတို့ရဲ့ခွေးကို lucky လို့အမည်ပေးခဲ့တယ်ဟုတ်ပြီဒါ subject လို့သိရမယ်ငါတို့ verb ကဟိုနောက်မှာရှိအမည်ပေးခဲ့တယ်အပေးခံရတဲ့ငါတို့ရဲ့ခွေးလေးကတော့ object lucky ခွေးကိုအမြည်ပေးလိုက်တာခွေးရပါဖြစ်သွားတယ်လက်ကီးဖြစ်သွားတယ်ခွေးဆိုတဲ့အကောင်လေးဒီလက်ကီးဆိုတဲ့နောင်လေးဖြစ်သွားတယ်အဲ့လိုမျိုး subject က object ကို verb လုပ်လိုက်တာဘလို့ဖြစ်သွားလဲဆိုတဲ့ဟာကို object complement လို့ခေါ်တယ်ဆိုပြီးတော့ subject နဲ့စာရေးအောင်ငါတို့ဆိုတော့ we subject ပြီး verb လာမယ်အမြည်ပေးတာအင်္ဂလိပ်လိုခေါ်တယ်ဆိုရင် name လို့ခေါ်တယ် name ကအမြည်လို့လည်းအဓိပ္ပာယ်ရတယ်လို့အမြည်ပေးရလို့လည်းအဓိပ္ပာယ်ရတယ် dd ထည့်လိုက်တော့ named ဘာတူဆိုတော့ d ထည့်လိုက်တယ် we name ဘာတူရဲ့ခွေးလဲငါတို့ရဲ့ခွေးငါတို့ရဲ့ဆိုတော့ကျွန်တော်တို့ဦးနဲ့တူတယ် our ဲ့ဒီအာဝါတွေ hash တွေဟာတွေမကျွမ်းကျင်ဒီ series ရှိမှရှိတယ်အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ဒီ30 series ကိုကြီးလိုက်အမှအကုန်လုံးဆရာပြောပြထားပြီးသားခွေးကို w color sign dot နေတော့ we name our dog ဘလို့အမည်ပေးလိုက်လဲ lucky လို့အမည်ပေးလိုက်ဆိုတော့ lucky ရတယ်နာမည်ဆိုတာအကြီးနဲ့ရေးရမယ်ဆိုတော့ subject verb object object ကိုဘာလို့လိုက်လဲအမည်ပေးလိုက်တယ်ဘာဖြစ်သွားလဲ lucky ဖြစ်သွားတယ် lucky ဒီဘာကိုလှမ်းထောက်ထားလဲ or our dots အကောင်ဖြည့်ပေးတယ်ဒါကြောင့် object complement object အဖြည့်ပုတ်လို့လည်းခေါ်လို့ရတယ်ဒါပေမဲ့လည်းစာလို့ရောလက်တွေ့ကြကြအောင်နားလည်ရမယ်ဒီပုတ်ကူပေါ့ကြီးကြည့်ဒါကြွယ်တယ်ဒါလည်းကူပေါ့ကြီးကြည့်မယ်ငါတို့ကသူ့ကိုငါတို့ရဲ့ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့တယ်ငါတို့ကဆိုတော့ subject ဆိုတော့ we subject ပြီးရင်နောက်ဆုံးက verb ကိုသွားမယ်ဘာလုပ်ခဲ့လဲရွေးချယ်ခဲ့တယ်ရွေးချယ်တဲ့ verb က choose choose ဘာတို့ကကြတော့ order လုံးဖြုတ်ပြီးတော့ choose အတန်းတော်လေးက choose subject verb ပြီး object လာမယ်ခံရရဲ့သူကဘာတူလဲသူ့ကိုဆိုတော့ him ထည့်လိုက်တယ် him ပုံကတော့ choose လုပ်လိုက်တာဘာဖြစ်သွားလဲအဲ့ him လေငါတို့ရဲ့ကိုယ်စားလှယ်ဖြစ်သွားတယ်ဒီသူဒီရိုးရိုးသူမဟုတ်တော့ဘူးငါတို့ရဲ့ကိုယ်စားလှယ်ဖြစ်သွားတယ်ငါတို့ရဲ့ဆိုကျွန်တော်တို့ကြီးဆိုရအဝန်နဲ့တူတယ်ကိုယ်စားလှယ်ကို representative လို့ခေါ်တယ်ငါတို့ရဲ့ကိုယ်စားလှယ်အဲတော့ we chose him our representative သူကငါတို့ကသူ့ကိုခေါ်တဲ့ကိုယ်စားလှယ်ဖြစ်ရွေးချယ်ခဲ့တယ် ါဆိုဒီသုံးဘုတ်ကိုခဏလေးကိုပေါ့ရေးကြည့်မယ်ပြီးရင်ဆရာနဲ့အဖြေတိုက်မယ်ကိုပေါ့စမ်းကြည့်အောင်နော်မှားလို့ရှိရင်လည်းဆရာအများနဲ့ပြောတယ်မှားရလို့မယူဆပါနဲ့တခုခုတည်သွားလို့ပဲယူဆမှာသုံးခုမှားရင်သုံးခုတည်တယ်၁၀ခုမှားရင်၁၀ခုတည်ရလို့မှတ်ထားလိုက်ပါကြည့်ကြည့်ပါဦးဟုတ်ပြီရေးပြီလို့ယူဆပြီးတော့အဖြေပြောမယ်။ तू မကဆိုတော့ she subject ပြီး verb ကိုသွားမယ်။ဘာလုပ်ခဲ့လဲ?စေတုပ်ခဲ့တယ်ဆိုတော့ verb ဆိုတော့ p i n t ကို e ထည့်မယ်။ but do painted object လာမယ်။ဘာကိုတုပ်လဲ?နာယံကိုတုပ်တယ်ဆိုတော့ the wall နိုင်ငံကိုဆေးတုတ်ထုတ်လိုက်တာနိုင်ငံကြီးကဘာဖြစ်သွားလဲပြာသွားတယ်အဲ့ဒါ object ကိုထပ်ဖြည့်ပြီးလိုက်တော့ object complement wall ကိုဖြည့်မယ်ဘာយ៉ាងလဲလဲ blue အဲ့ဒါလိုတန်းရည်လို့ရတယ်ဒီ blue ကရိုးရိုးဒီ wall ကရိုးရိုး wall မဟုတ်တော့ blue wall ဖြစ်သွားပြီသူမကလေးကိုတက်အောင်လုပ်ခဲ့တယ်သူမဆိုတော့ရှိပြုတ်လုတဲ့ဒီ douche ရဲ့ mate ရှိတယ်ဒီမှာတက်အောင်လုပ်ခဲ့ဆိုတော့တိတ်စီခဲ့တယ်အဲ့လိုအဓိပ္ပာယ်ဒီပါတယ်ဗျဒါကတော့မှားလို့ရှိရင်လည်း မှတ်ထားဖို့ပဲဆရာအကြံပေးပါတော့နော်မှားရင်စိတ်သက်သာကြအောင်ဆရာကခုမှလမ်းလာလေးပဲရှိတယ်လေ့လာတဲ့အတူတွေဆိုဟုတ်တယ်မလားအဲ့တော့ဖြစ်စီရဲ့ဆိုရင်ဒူးမသုံးမနဲ့မိတ်ကိုသုံးမယ်အမေရိကန်မိတ်ဒါပေမဲ့လောက်ခဲ့ရဲ့ဆိုတော့ဘတ်ဒူးဘတ်ဒူးကဒီလိုဒီမထည့်ရအောင်ဘာထည့်ရလဲဆိုအမေရိကန်ကိုဘာပြောင်းရလဲဆိုရင် MADE လို့ပြောင်းရရတယ်နော်အဲ့တော့ she mate ဘတ်ဒူးကိုလည်းခက်လေးကိုဆိုတော့ the child ပေါ့ဟော the child နဲ့ကြည့်ပြီး the baby လို့ရေးလိုက်မယ်နော် child တော့တနေ့အထက်ကလေးတို့ရည်ညွှန်းကြတာအဲ့တော့ she made the baby ဘာဖြစ်လို့လဲတိတ်တော်လို့လဲတိတ်တာ q r e t quiet uh, she made the baby quiet ငါတို့ကအစီအစဉ်အောင်မြင်တယ်လို့ယုံကြည်တယ်ငါတို့ဆိုတော့ we subject ပြင် verb ကနောက်ဆုံးသွားယုံကြည်တာမသိရင်ကြက်မယ် believe believe အစီအစဉ်ကိုဘယ်လိုရမလဲဆိုရင် the plan the object လေအဲ့ plan ရိုးရိုး plan မဟုတ်ဘာဖြစ်တဲ့ plan လဲအောင်မြင်သွားရယ်ဆိုတဲ့ plan ဘာနဲ့ဖြစ်လို့ရလဲ adjective နဲ့ဖြစ်လို့ရတယ်အောင်မြင်သောကို successful လို့ခေါ်တယ်အဲ့တော့ we believe the plan successful ဒါတော့ဒီနေ့မှာ subject verb object နဲ့ object complement ပုံစံကိုဆရာသင်ပေးခဲ့တယ် အလွယ်ဆုံးနဲ့အယိုးရှင်းဆုံးပုံစံဖြစ်အောင်ဆရာသင်ပေးထားရင်နားလည်အောင်လုပ်မယ်လေ့ကျင့်မယ်ရှေ့ရတင်ထားတဲ့ဟာတွေအများနဲ့ပြန်ဖတ်မယ်မဟုတ်ရင်တက်ပြီးပညာမလေ့လိုက်ရင်အချိန်မီပျောက်သွားတယ်တဖြည်းဖြည်းနဲ့ပျောက်လာတယ်ပျောက်မလာအောင်ပြန်ဖတ်မယ်နေ့တိုင်းဆက်ပြီးတော့ကြည့်နေမယ်ဆရာလက်ရှိပြန်ပြန်ကောက်ပြီးရဆိုတော့နေ့တိုင်းကြည့်နေမယ်ဆိုတော့နေ့တိုင်းကြည့်တွေ့လို့ဖြစ်ပါတယ်အားလုံးပဲကြိုးစားကြပါဖိုက်တယ်ပါ